စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုတရားဝင်ဆန့်ကျင်ရေးနဲ့ကြားဖြန့်နှိမ်နင်းရေးကိုအားစိုက်ဆောင်ရွက်ပေးဖို့ American ပြည်နယ်90ကမြန်မာပြည်ဝါရှင်တန် DC တမရအင်ဖြူရောရှိနဲ့တရုတ်တန်ယုံရှိမှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။သုဒ္ဓချန်သာသတင်းပေးပို့ထားတာပါရှင်။ ဒေတာဆန်တော်ချိန်နိုဗ ెంబ ာ22ရက်နေ့မွန်းလွဲပိုင်းမှာအမေရိကန်ပြည်နယ်90ရောက်မြန်မာတွေစုစည်းပြီးမြို့တော်ဝါရှင်တန် DC တရုတ်တိုင်ုံနဲ့အမေရိကန်သမ္မတအင်ဘီရိုရှိမှဆန္ဒပြပွဲတွေပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီတူရယူကောက်ဘွယ်ကိုအမေရိကန်ဆိုရကကျေဝင်စန့်ကျင်ရေးကြားဖြတ်နေနေရင်းနဲ့မြမရေးအတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုအစောတလင်အသက်ဝင်အောင်ဆောင်ရွက်ပြီးအချက်တွေကိုတမရအင်မီရိုရှိမှမြမရေးဆောင်ရွက်သူတွေကတောင်းဆိုခဲ့ကြပါတယ်။ဒီယူကောက်ဘွယ်တိမပြုတ်နိုင်လို့ဆိုတဲ့အချက်ကိုတရုတ်တောင်ရှိအောင်ဆက်ပြီးဆန္ဒပြထုတ်ပေါ်ရဖြစ်ပါတယ်။လက်ရှိတရုတ်ကပံ့ပိုးမှုတွေရပ်ဖို့လိုတယ်။ဒီဒေါ်လာရင်းကကျွန်တော်တို့နိုင်အောင်နိုင်မှာနိုင်အောင်သွားမှာအဲ့လိုအဲ့လိုဖြစ်သွားခဲ့ရင်ဆိုအပြောင်းလဲဖြစ်ပြီဆိုရင်တရုတ်နဲ့မြန်မာရဲ့အနာဂတ်ဆက်ဆံရေးကဒီတိုင်းသွားမှာဆိုပြဿနာရှိတယ်။ ဟာအရေးကြီးဒါကြောင့်မို့ဒီတရုတ်ရဲ့ policy ပြောင်းမှာတရုတ်တောင်းချင်းပြောတယ်ပြီးတော့ဒါဆက်ထက်မှာကျွန်တော်တို့ virus ကိုကြတော့ကျွန်တော်တောက်ဆိုတာကြတော့ request လုပ်တာဘာလဲဆိုတော့ဒီ American ဆိုအနေနဲ့ဒီဒီအတူရောက်နော်ရွေးကောက်ပွဲကိုလိန်ညာရွေးကောက်ပွဲကိုလုံးဝလက်မခံနိုင်လို့ဆိုတော့တရုတ်ဝင်ထုတ်ပြောပေးဖို့ထပ်ပြီးတော့ထပ်မှထုတ်ပြောပေးဖို့ဘာကြောင့်လဲဆိုတော့တို့ပြီးခဲ့တဲ့ September မှာတော့ကျွန်တော် UN General Assembly မှာတို့ပြောပြီးသွားပြီနော် UN ဒီ American ကိုယ်စားလှယ ထုတ်ပေါ်ပြောသားပြီးသားဒါကအတူရောလက်ခံလက်မခံဘူးဆိုတော့ဒါပေမဲ့ထပ်ပြီးတော့မကြမကြပြောပေးနေရမယ်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတောင်းဆိုတာအဲ့တော့တော့ဖြစ်နေတော့သမနာထရန့်နေနဲ့ဒီကိစ္စကိုတရားဝင် reject လုပ်ပေးဖို့တောင်းဆိုတာပေါ့နော် Institute Florist because a corrupt illegitimate military need dirty money to keep his dirty hands in power နိုဝင်ဘာ22ရက်နေ့ဆန္ဒပြပွဲတွေကိုပြည်နယ်90ရောက်မြန်မာ400ကျော်ပူးပေါင်းပါဝင်ခဲ့ကြပြီးဒေါ်လာရေးအတွက်သွေးမေးကြောင်ပြသနိုင်မှုပူးပေါင်းခဲ့ကြတာလို့ဆိုပါရယ်စစ်ကောင်စီတူရောင်ယူကောက်ပွဲကိုစန့်ကျင်လှုပ်ရှားမှုတွေပြုလုပ်ဖို့နိုင်ငံတကာရောက်မြန်မာတွေစုစည်းပြီး Global Meeting တွေအချိန်ချင်းခေါ်ယူခဲ့တာပါ အမေရိကန်၊ကနေဒါ၊ဩစတြေးလျဥရောပနိုင်ငံတွေ၊ဂျပန်၊တောင်ကိုရီးယားစတဲ့နိုင်ငံတွေမှာလည်းဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။စစ်အာဏာသိမ်းအစိုးရကဆောင်ရွက်မဲ့ဒီအတူရောင်ရွေးကောက်ပွဲဟာဆိုရင်လည်းဘာအဓိပ္ပာယ်မှမရှိဘူး။ပြည်သူလူထုကိုဖိနှိပ်ဖို့စစ်အာဏာတက်ဆိုးရှိဖို့အတွက်ဂျိုးပန်းဆောင်ရွက်မှုဖြစ်တယ်လို့ဒီအမေရိကန်တွေရဲ့သုံးသပ်ချက်ဟာအလွန်မှန်ပါတယ်။ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကိုဆက်လက်ဆန့်ကျင်ကြဖို့ကြားဖြန့်နှိမ်နေရေးကိုထိထိရောက်ရောက်ဆောင်ရွက်ဖို့ ပါဝင်နေတဲ့စစ်ရာဇိုးပေါင်တွေကိုလည်းပဲအမြန်ဆုံးအေးအေးယူနိုင်ဖို့ကျွန်တော်တို့အနေနဲ့တိုက်တွန်းပါတယ် နိုဝင်ဘာလသမ္မတကစပြီးအမေရိကန်ဆိုးရွားနဲ့တက်တော်ကမြန်မာပြည်နဲ့ဆက်ဆက်အကြောင်းအရာတွေပေါ်အာရုံစိုက်မှုရှိလာပြီးလုပ်ငန်းဖော်ဆောင်တာထုတ်ဖော်ပြောဆိုတာတွေလည်းရှိလာတာပါကျေးဥဆိုးရွားရဲ့နိုင်ငံတကာရေးရာမှာလွှတ်မှုလာတဲ့ခြေလှမ်းတွေကိုချိန်ဝင်ရှာညှိဖို့အမေရိကန်ဆိုးရွားကအရှိတောင်အရှာရေးမှာမြင်သာတဲ့လှုပ်ရှားမှုတချို့ပြုလုပ်လာတာဖြစ်ပါတယ်ဒီစကားစလုပ်တဲ့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုမထောက်ခံဘူးဆိုတဲ့ဟာကိုညီမတို့ကဘာတိအောင်လာပြောပြတာဖြစ်တာပေါ့နော်ပြီးတော့အာ တိုင်းသားမောင်နှမတွေစုပေါင်းပြီးတော့မှညီမတို့ဒီလိုလာပြီးခြိတက်တယ်ဆိုတော့တို့ရဲ့ယူကောက်ပွဲမထောက်ခံဘူးဆိုတဲ့ဟာကိုညီမတို့ကလာပြီးတော့မှကဘာတိအောင်အော်ပြောရင်းနဲ့မှဟိုဘမပြည်သူလူတို့ကိုလည်းဒီဟာမဆိတ်ပေးတဲ့သဘောနဲ့ညီမတို့ကလာတာဖြစ်ပါတယ်ဟုတ်ကြားခံကိစ္စနဲ့ပတ်သက်ပြီးတော့လုံရက်တွေကိုကျွန်မတို့ထောက်ခံပါတယ်လုံးဝဒီမေအောင်လိုင်းကိုလုံးဝလုံးဝထွက်ပေါက်မရအောင်လုပ်ပေးပါ အခုလောက်တဲ့ရွေးကောက်ပွဲကလည်းသူတို့အတွက်ထွက်ပေါက်တစ်ခုနဲ့လောက်တာအမှန်တကယ်တော့ကျမတို့ပြည်သူလူထုတို့အကုန်လုံးထောင်ကြောက်ပါပဲအဲ့တော့ကိုလုံးဝမဲမဲပေးဖို့လုံးဝလုံးဝစန့်ကျင်ကပ်ကွက်ဖို့တော့ကိုဆောင်ရွက်ပေးပါရှင်အိမ်ယူတော်မှာရှိရဲ့အကြီးအကဲအားလုံးလည်းဗမာပြည်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုမဖြစ်ဖို့အတွက်မြမပြည်ကိုကူညီပြီးတော့ဆောင်ရွက်ပေးပါလို့ အကြံပြုချင်ပါတယ်ကျမတောင်းဆိုပါတယ်ပေါ့နော် အမေရိကန်ဆိုရကအွန်လိုင်းဝင်လေလုပ်ငန်းကြဖျန်းတက်ဖျက်ရေးအထူးဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာ10ရက်နေ့မှာကြီးညာခဲ့ပြီးလုပ်ငန်းဖော်ဆောင်တာတွေစတင်နေတာပါ။အဲ့ဒါပြင်နိုဝင်ဘာ19ရက်နေ့ကအမေရိကန်အောက်လွှတ်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာရေးအထူးကြားနာပွဲမှာလည်းအမေရိကန်နိုင်ငံအနေနဲ့မြန်မာရေးကိုအာဆီယံလမ်းကြောင်းကနေဆက်လက်ချဉ်းကပ်တာထက်ပိုကြည့်အောင်မဲ့ကိုပိုင်မူဝါဒမဟာဗျူဟာအသစ်နဲ့ပြောင်းလဲချဉ်းကပ်ဖို့ကြဖျန်းပြဿနာကိုထိထိရောက်ရောက်ကင်ကြွဖို့နဲ့စစ်ကောင်စီရဲ့အတူရောက်ရောက်ကောက်ပွဲကိုစန့်ကျင်မှုအချက်တွေဆွေးနွေးကြားနာခဲ့ကြပါတယ်။ကျွန်တော်သူတ္တ 抢答吧